မင်္ဂလာပါကင်ထရိုဝတီ टाइम သတင်းဌာနရဲ့နိုဝင်ဘာလ6ရက်ကြေတာပတိနေ့ညနေခင်းရုံတင်တင်ကိုပြည်လဲစတင်ပေးနေပါပြီ။နဖဲတိုက်ပွဲဖြစ်ပွားနေတာကြောင့်ခရူဆိုထားလဲနန်ဖဲလဲမကြီးတလျှောက်အသွားအလာမဖြစ်လို့ကြဖို့ KNDF ကအသိပေးထားပါတယ်။စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဂရင်းပြည်မှာဝင်ပြိုင်မဲ့ပါတီဝင်တွေမဲဆွယ်စည်းရုံးတာမရှိသေးဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံမှာတရားဝင်အလလောက်ကိုင်းရေးအတွက် ထိုင်းကမ္ပဏီတွေကဂရင်းနီဒုက္ခသည်စခန်းမှာစီစစ်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ဒရုန်းပုံနဲ့တိုက်ခိုက်ခံရတာစိတ်လာလို့ပရူဆိုမြင့်နယ်မှာရှိတဲ့ကြေးရွာလေးရွာကတောင်သူတွေစပားမရိတ်တိုင်နိုင်သေးဘူးလို့သိရပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပရူဆိုမြင့်နယ်မော့ခရိုရှေကျေးရွာမှာရှိတဲ့စစ်ကော်မရှင်တပ်သားတွေနိုဝင်ဘာလ3ရက်နေ့ကစပြီးထားလေကျေးရွာဖက်ကိုဥတီစီရေလှောက်ရှာမှုတွေရှိလာတယ်လို့ KNDF က နေ့ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်သားတွေနဲ့နှစ်ဖက်ထိတွေ့အတိုက်ပွဲဖြစ်ပွားနေတာကြောင့်ခရူဆိုထားလဲနန်ဖယ်လဲမကြီးတချောက်ကိုဒီကနေ့နိုဝင်ဘာလ6ရက်နေ့ကစလို့ရဲအကန့်အသတ်မရှိသွားလာခွေပိတ်မှာဖြစ်ကြောင်း KNDF ကအသိပေးပါတယ်ခရူဆိုထားလဲနန်ဖယ်လဲမကြီးတချောက်ဟာ ဘောလခင်မြို့ကိုဆက်တွဲထားတဲ့ပြည်တော်စုလမ်းမကြီးဖြစ်ပြီးအနီးအနားမှာရှိတဲ့ကျေးရွာဒေသခံတွေကလည်းပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတင်းရှောင်နေကြရတာပါစစ်ကော်မရှင်တပ်ကဘောလခင်မြို့ကိုဝင်ရောက်နိုင်ဖို့ထိုးစစ်ဆင်နေတာဖြစ်ပြီးတော်လရင်တပ်ဖွဲ့တွေကလည်းပိတ်ဆို့တောင်းဆီးနေဆဲဖြစ်တယ်လို့ KNDF ကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းစစ်ကော်မရှင်တပ်ရဲ့စစ်ရင်တန်းအစည်းအဝေး90ကျော်ဟာလည်း ပရူဆိုကအမတ်၁၄တမ်းမြစ်၁၄ချက်ရင်းကြောင်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဂရင်းနီပြည်ကမဲဆန္ဒနယ်တွေမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဝင်ကိုစလေလောင်းတွေနဲ့ပါတီတွေမဲဆွယ်စည်းရုံးတာမရှိသေးဘူးလို့လွိုင်ကော်ဒေတာခန်တွေနဲ့ပေါ်လခဲဒေတာခန်တွေကပြောပါတယ်။လာမယ့်ဒီဇင်ဘာလမှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်မှာတော့လွိုင်ကော်မြို့နယ်နဲ့ပေါ်လခဲမြို့နယ်တို့ပါဝင်တာပါ။ လွိုင်ကော်မြို့တွင်မှာတော့ဒေသခံအများစုပြလဲနေထိုင်ကြပြီးဖြစ်ပေမဲ့ဘောလခဲမြို့တွင်မှာတော့ဒေသခံနေရာဝန်းကျင်သာရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်လက်ရှိမြို့နယ်အတွင်းမှာကျန်ရှိနေတဲ့လူထုအနေထားအရာမင်းဆွေစီယုံရေးပြုလုပ်ဖို့တောင်းလို့အမှမဟုတ်ဘူးလို့ဘောလခဲဒေသခံတူကကန်ထရိုဗတီတိုင်းကိုပြောပါတယ်။စစ်ကော်မရှင်တပ်ကရွေးကောက်ပွဲပြုလုပ်နိုင်ဖို့စစ်ဆောင်လူထုတွေကိုနေရပြန်ဖို့ဖိအားပေးတာတွေရှိတယ်လို့ ဂရင်းနီလူအခွင့်အရေးအဖွဲ့ KNHRG ကတော့ပြောထားပါတယ်။ဒေသခံဥယေနေပါနေတဲ့ဘောလခဲမြို့တွင်မှာလဲရွေးကောက်ပွဲအတွက်အစိုးရဝန်ထမ်းတွေကိုရဟတ်ရင်တွေနဲ့ခေါ်ဆောင်လာနေတယ်လို့ဘောလခဲဒေသခံတဦးကပြောပါတယ်။ဂရင်းနီပြည်မှာတော့ပြည်တော်စုချက်ခါရင်နဲ့ဖွဖြိုးရေးပါသည်တိုင်းဒေသစီလုံးညညရေးပါတီပြည်သူရှစ်ဆောင်ပါတီပြည်내အခြေဆိုင်ကရားပြည်내ပြည်သူပါတီတို့ကမင်းစင်နာနဲ့အတီတီကနေဝင်ရောက်ရှင်ပြိုင်ချမှာဖြစ်ပါတယ် ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်တွေကိုထိုင်းနိုင်ငံအတွင်းတရားဝင်အလလောက်ခွင့်ပြုပြီးနလအကြာထိုင်းကုမ္ပဏီတွေကစခန်းအတွင်လာရောက်စီစဲမှုတွေပြုလုပ်နေပြီလို့စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ Greeny အမတ်သက်ဒုက္ခသည်စခန်းမှာဘန်ကောက်မြို့ကကုမ္ပဏီနဲ့ချင်းရိုင်မြို့ကကုမ္ပဏီတို့လှုပ်သားလာရောက်စစ်ဆေးခေါ်ယူနေပြီဖြစ်ပြီးအဲ့ဒီလှုပ်သားတွေဒီလအတွင်မှာအလလောက်ဖို့တွားရတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ထိုင်းကရင်နယ်ဆက်တက်ခရိုင်အတွင်းနယ်ဆက်ဒုက္ခတွေတချို့အလုပ်ဝင်နေကြပြီဖြစ်ပြီးလုပ်ငန်းခွင်အတွင်းမှာအဆင်မပြေတာတွေကြုံရတာရှိကြောင်းစခန်းနဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ဒါကြောင့်သက်ဆိုင်ရာတွေရဲ့အကြံပြုချက်အရစခန်းနဲ့လူထုတွေရဲ့လုံခြုံရေးအတွက်စခန်းတာဝန်ရှိသူတွေကလုပ်ငန်းခွင်ထဲတွားရောက်လေ့လာပြီးမှသာ လူထုတွေကိုလုပ်ငန်းခွင်ထဲဝင်ရောက်ခွင့်ပေးမယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကမေအောင်ဆောက်ခရိုင်တက်ခရိုင် ခချနဘူရီခရိုင်ရချဘူရီခရိုင်တွေမှာရှိတဲ့နေဆက်ဒုက္ခသည်စခန်း၉ခုက အလလောက်ကိုင်းနေတဲ့သူတွေကိုခေါ်ယူမယ်လို့ထိုင်းအစိုးရကအတည်ပြုပြီးတဲ့နောက်တက်ခရိုင်မှာရှိတဲ့မြန်မာဒုက္ခသည်နေရာနီးပါးလုပ်ငန်းခွေဝင်နေကြပြီပဲဖြစ်ပါတယ်။မြန်အောင်ဆောင်ခရိုင်အတွင်းကဂရင်းနီအမတ်တဲ့နဲ့အမတ်နဲ့ဒုက္ခသည်စခန်းမှာတော့အလလောက်ကိုင်းနိုင်သူဦးရေက900နီးပါးရှိတယ်လို့သိရပါတယ်။ စစ်ကောင်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်တာ drone ဘုံနဲ့တိုက်ခိုက်တာတွေကြောင့်ပြူစုံမြင့်တဲ့အတွင်းမှာရှိတဲ့ကျေးရွာလေးရွာကတောင်သူတွေစိုက်ပျိုးထားတဲ့စပန်းကိုမရိတ်သိမ်းနိုင်တော့ပဲဇာဝုနေရေးအတွက်စိုးရိမ်ပူပန်နေကြတယ်လို့သိရပါဗယ်။တောင်သူတွေမရိတ်သိမ်းနိုင်တော့တဲ့တောင်ရံစပန်းခင်းတွေကိုတရိတ်ဆန်တွေဖျက်ဆီးလို့ဆုံးရှုံးသွားရတာလည်းရှိတယ်လို့ဆိုပါတယ်။စစ်ကောင်မရှင်တပ်ကပြူစုံမြို့အနီးနဲ့လမ်းမကြီးဘေးကကျေးရွာတချို့မှာတက်ဆွဲထားတာကြောင့် တောင်ရခင်းထက်အသွာအလာပြုလုပ်ရင်ထွဋ်ထွဋ်တိုက်ပွဲ ဖြစ်ပွားမှာကိုတောင်သူတွေကစိုးရိမ်နေကြတာပါစပားမရိတ်သိန်းနိုင်တော့တာကဂျေးရွာလေးရွာကဒေသခံလူထုနဲ့ဆက်ရှောင်းတွေလည်းပါဝင်နေလို့ဆိုပါတယ်အော်တိုဘာလအတွင်မှာတော့ဖရုဆိုနဲ့ဒီမွန်ဆူမြူနဲ့အတွင်စပားမြေပဲသိမ်းယူနေတဲ့ဒေသခံတွေနဲ့ဆက်ရှောင်းတွေကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးဒရုန်းပုံးတွေနဲ့တိုက်ခိုက်ခဲ့လို့အရက်သား၃ဦးသေဆုံးခဲ့ရကရှစ်ဦးအထိထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ် ကန်ဒရောမတီထမ်းမြညနေခင်းရုပ်တန်တင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တ िश ူအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးရန်အပေါက်ကကင်းလို့ငြိမ်အေးကြပါစေ။ကျမမောင်ညာမှာပါ။